ငွေထိုင်းကို ပရီးမီးယားလိလိုစင်အထိဖြစ်အောင် လုပ်သွားမယ်လို့ဆိုလိုက်တဲ့ One Champion ရှစ်ရဲ့ CEO ကြီးချက်ထွေး One Champion ရှစ်ကတော့ဝန်ထမ်းတွေကိုအားလက်ရက်ပေးတဲ့အနေနဲ့ April လကုန်အထိတောက်ကြနာပွဲတွေကိုရက်ဆိုင်ထားပါတယ်ဒါကြောင့် One Flying D5 ပွဲတွေကိုမေလရောက်မှပြန်လည်ကျင်းပသွားမယ်လို့ဆိုပါတယ်အနာပေးထားတဲ့ဆိုပါအချိန်မှာ One Champion ရှစ်ကအကြီးအကဲတွေနဲ့ ငွေထိုင်ကြီးကဲတွေနဲ့အစည်းအဝေးတရက်ပြုလုပ်ခဲ့ပါတယ်ဆိုပါစည်းဝေးမှာ CEO ကြီးချက်ထရီကငွေထိုင်ကိုကဘာကျော်အောင်ပြုလုပ်ပေးမယ်ဆိုပြီးကြွေးကြော်လိုက်ပါတယ်တိုက်ခိုက်ရေးလောကမှာငွေထိုင်ဆိုပြီးဖြစ်လာအောင်ကြိုးပမ်းသွားမယ်လို့ဆိုပါတယ်ချက်ထရီပြောတဲ့အတိုင်းလည်းဖြစ်လာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ထိုင်းနိုင်ငံကသူတို့ရဲ့ အားကစားနည်းကိုနိုင်ငံတကာနဲ့တန်းတူညီနိုင်အောင်ပရိုမိုးရှင်းကြီးကဲတွေမွေထိုင်းဖွဲ့ချုပ်နဲ့ထိုင်းနိုင်ငံရဲ့တော်ဝင်စစ်တပ်ရဲ့အာဏာပိုင်တွေကအစအဖက်ဖက်ကပူးပေါင်းကြိုးပမ်းနေကြလို့ပါပဲတကယ်ကိုကောင်းတဲ့ပေါင်းစည်းလက်တွဲမှုဖြစ်လာမှာပါကျွန်တော်တို့ရဲ့မြမယူရလက်ဝေးကရောဒီလိုလုံးလို့မရနိုင်ဘူးလား ရိုးရာလက်ဝေးဖွဲ့ချုပ်နဲ့နိုင်ငံအကြီးအကဲနဲ့ပရိုမိုးရှင်းတွေနဲ့အတူတကွပူးပေါင်းလုပ်ဆောင်ပြီးရိုးရာလက်ဝေးလောကအောင်မြင်ထုံးပေါက်လာအောင်မလုပ်နိုင်ကြဘူးလားဘာဖြစ်လို့လဲကျွန်တော်အမြင်မှာတော့ဒီလိုပူးတွဲလှုပ်ဆောင်တင်တယ်လို့မြင်ပါတယ်ဒီလိုလှုပ်ဆောင်လို့အောင်မြင်သွားရင်နိုင်ငံတကာနဲ့မပြိုင်နိုင်ရင်တောင်မှမြန်မာရိုးရာလက်ဝေးဆိုတာတကယ်ကျမ်းပါလားဆိုရက်အတိမတ်တော်ပြုခံရမှာပါအဖက်ဖက်ကလည်းအကျိုးဖြစ်ထွန်းလာနိုင်တယ်လို့မြင်မိပါတယ်ကဘာမှာမြန်မာဟိတ်လို့ဝင်ကြွားနိုင်ပါစေ ံပြူးချက်တသက်တာဖြစ်၍အမှားပါခဲ့ရင်နားလည်းပေးကြပါလို့ကြိုတင်တောင်းပန်အပ်ပါတဲ့အားလုံးကိုကျေးဇူးအထူးတင်ရှိပါသည် Global Marshall Channel